ုတကကျမဖတ်မိတဲ့စာအုပ်တွေအပိုင်းနှစ်ကိုတင်ဆက်သွားမှာဖြစ်ပါတယ်။အပိုင်းနှစ်မှာတင်ဆက်သွားမယ့်စာအုပ်ကတော့စိုင်းဆရာလွင်မောင်မောင်ရေးသားထားတဲ့နှွေသိက်ကိုင်းတွေညှိတွဲဆိုတဲ့စာအုပ်ထဲကအကြောင်းအရာ ချို့ကိုဖတ်ပြသွားမှာဖြစ်ပါတယ်။စာအုပ်က2023မတ်လမှာထွက်ရှိထားတဲ့စာအုပ်ဖြစ်ပါတယ်။ဒီထဲကမှာ ငန်းရိုင်းများဆိုတဲ့စာစုကိုဖတ်ပြသွားမှာပါမဖတ်ဘူးသေးတဲ့စာဖတ်ပရိသတ်တွေလည်းစာရေးဆရာလွင်မောင်မောင်ရဲ့လက်ရာကိုကြီးစံကြည့်လို့ရပါတယ်ငန်းရိုင်းများအမိမဲ့လန်ဒလန်တွင် သူနေထိုင်သည်အိယာကနိုးတိုင်းမြို့ဘက်ယထာတစဉ်ခုံဝေါင်းသွားသည့်အတန်ကြားရတတ်သည်ပြီးလျင်မွန်လွဲချိန် လူသူကင်းမဲ့သည့်လမ်းသည်ခါတိုင်းလိုပြန်တိတ်ဆိတ်သွားသည်မနက်စာနှင့်နေ့လယ်စာကိုဘူရာနာလမ်းဘေးဆိုင်လေးတွင် ပေါင်းစားသည်သူတွင် အလော်တကြီးအလင်းစလိုလှုပ်เสียဘာမှမရှိ secret ကိုမင်းညိပြီးဝယ်လာတဲ့ channel တွေဖတ်သည်ပြီးလျင် coffee တစ်ခွက်ဖြော်ပြီးလူသူကင်းမဲ့တဲ့လမ်းဘက်ကိုရေးသည်သူနေတဲ့အခန်းရှိမှာ တိုင်းခတ်တွေဝေဖြာတဲ့လက်ပံပင်ကြီးတစ်ပင်ရှိသည် နေအောင်ကကိုင်းဖြားတွေပေါ်ကနေလမ်းမပေါ်ဖြာကြနေသည် ကောင်းတဲ့တွင်ဗလာဟင်းလင်းဖြင့်နှစ်တွေအတော်များများ လွင့်နေသည်ကို သူ့ဘာသာသတိထားမိလိုက်သည်အောင်မြင်သည့်ပကြီးစရာတယောက်ဘဝတွင် ပိုက်ဆံတော်တော်များများရခဲ့တဲ့ပကြီးကားများရေးပြီးတဲ့နောက်ပကြီးရဲကျင်သည့်စိတ်များသူ့တွင် ရုတ်တရက်ကုန်ဆုံးသွားသည်နှစ်ပေါင်းများစွာပေါင်းသင်းလာသည့်ဇနီးသည်ကွယ်လွန်သွားသည့်အခါအိမ်ရောက်ပြီးစင်ချေဖုံးများတွင်တကိုယ်ရဲလှဲ့လည်နေထိုင်သည် သူသည်မရဏတရားအကြောင်းကိုမကြာခဏတွေးမိနေသည်တဝူရီသောသမီးလေးကွယ်လွန်တော့ကသူနှင့်သူဇနီးတို့တဲဥပြမတခံစားခဲ့ရတာကိုပြင်မြင်ရောင်မိသည်ကမ္ဘာလောက၏အဆုံးမဲ့သော ကျောက်ကမ်းမနဲ့ကြီးတဲ့သူပြုတ်ကျသွားသလိုစောက်တီးရမရဖြစ်ခဲ့သည်သူဇနီးသည်ပို၍စကားနှင့်တိတ်ဆိတ်သွားသည်မနက်ခင်းများတွင်အတန်ဆာဆာနှင့် အိတ်ဆဲလဲလေးမရှိတော့သည့်နောက်ပိုင်းတိမ်လုံး၆ကက်တိတ်ဆိတ်ခြင်းကိုပို၍တည်တာထင်ရှားနေသည်သူသည်ထောင်ထားသည့်ကင်ဘတ်ဆာရှိတွင် အကြာကြီးထိုင်နေသည် ထိုရက်များသည်ရှေတရက်ရှေလာသည်ဇနီးတဲ့သည်တမီးစိတ်နှင့်ပင်အိယာထက်ဘုံဘုံလဲသောအခါနောက်ဆုံးဖျောင်းနိုင်ပြီးငိမ့်တော့မယ်ဆိုတာသူလိုလိုကြိုသိခဲ့သည်ညနေနေဝင်ချိန်တွင်မှဇနီးတဲ့ကနိုင်ရန်ဘက်ကိုဆိုင်ခဲ့ပြီးတိုးတိုးလေးရေယူသည်သူနားဆိုင်ထောင်ကြည့်တော့သူသမီးနာမည်လေးဖြစ်နေသည်သူဇနီးကွယ်လွန်တဲ့ညက အပြင်ဘက်တွင်လေတိုးတံများကြားရသည်ဝမ်ပန်တနေအော်နေသည့်အသံများနှင့်တူနေသည်မနက်လင်းသောဇနီးတွေ၏အသံမဲ့ခံလာသည်ငြိမ်သက်လျက်ရှိသည်ကို သူမှတ်မိနေသည်နာရီပြီးတော့လာပေါင်းများစွာခြေဥတည့်ရာ သွားခဲ့သည်အဝေးပြေးကားဂိတ်များဘူရာစင်းကြံများတွင်ညာအိပ်သည်ရောက်ရာပေါက်ရာမြို့များမှာ ဈေးပေါ်သည့်တက်ခိုကန်းများတွင်အချိန်တွင်ဖြုံးခဲ့သည်အိမ်ပြန်ရောက်တော့အထီးကျန်မှုက စီးကျိုနေသည် နောက်တော့အိမ်ကိုရောင်းပြီးလှဲ့လှဲ့နေထိုင်တော့သည်ငိုင်မီယာမှာရုတ်တရက်လန့်နိုးလာတော့ညနေအလင်းတို့ပင် ဖြော့တော့နေပြီသူသည် ပလက်ကလထိုင်မှထသည်ညနာတဲ့ကိုလက်တန်းစင်ပြီး အပြင်သို့ထွက်ခဲ့သည် ဆောင်းဦးလေသည်စိတ်ကနေဖြတ်တိုက်သွားသည်စားနေကြလမ်းဘေးဆိုင်ကလေးမှာညစာစားပြီးဘူရာစင်းကြံဘက်ပတ်လျှောက်သည်ရွယ်မဲတဲ့တိတ်ကိုင်းတွေချာမှညနေကောင်းကင်ကိုမြင်ရသည်အိမ်ပြန်ရောက်တော့မိုးပင်ဆုံဆုံချုပ်လေပြီသူသည်ရုတ်တရက်ပကြီးဆွဲကျင်တဲ့စိတ်များ ပြင်းထန်လာသည်အတွေ့ထဲမှာခရမ်းရောင်ကျူးလစ်ပန်းကင်းကြီးရောက်နေသည် ရေမော်ပြည့်နေတဲ့ရေကန်တကန်ကအလင်းတို့တစ်ဖြက်ဖြက်လက်နေသည်ကန်ဆက်မှာမိမတယောက်ရန်ငင်းနေတာကိုစိတ်ကူးနဲ့မှန်းဆမိတော့ဇနီးတယ်ရဲ့မျက်လုံးတွေကို မြင်အောင်လာသည်ထိုညကတညလုံးကမ်ပတ်ဆာရှိတွင်ငုတ်တုတ်ထိုင်မိသည်လင်းအာယုံတန်းလာတဲ့အချိန်တွင်တော့ပထမဦးဆုံးလိုင်းတွေကိုစတင်တော့သည်တင်းကျပ်နေတဲ့စိတ်ကို ဖြေလျှော့ပေးလိုက်သည်ငှက်တန်လူတန်တွေစကြားရလာချိန်မှာတော့သူ့ဇနီးတယ်နဲ့သမီးလေးဤပုံစံသည် တဖြည်းဖြည်းပြည်ပြင်းလာနေသည်သားမီးနှစ်ယောက်တယောက်နဲ့တယောက်ပြုံးရယ်ပြီး ကြည်နေကြသည်သူသည်အရောင်များကို လိုက်ဖြည့်သည်နှွေရသည်တည့်ရိတ်တွေကပကြီးကားထဲမှ ရိမ့်နှွဲ့နေကြသည်ခွဲလွန်သူတို့၏မျက်နှာတွေက ပကြီးကားထဲမှာဆွေရိတ်ကင်းပြီးမြူးထူးပျော်ရွှင်နေကြသည်သားမီးနှစ်ဦးတို့နောက်ခံထားသည့်ကောင်းကင်သည် ကြည်လင်ပြာလဲ့နေသည်ဟိုးအဝေးမှုံပြပြတောင်ကုန်းတို့ပေါ်တွင် နေဟာဘယ်တော့မှ ဆုံဆုံမြုပ်နစ်မြုပ်သွားမည်ပုံမပေါ်တော့နောက်ဆုံးစုတ်ချက်ကိုတို့ထိပြီးသွားချိန်မှာတော့နောက်တနေ့ညနေပဲရောက်နေလိမ့်ပြီပလက်ကလေးထိုင်ပေါ် ူလှဲချလိုက်သည်မျက်လုံးကိုစုံမိတ်လိုက်တော့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည်အိမ်မက်ထဲတွင် လေတဟူတိုက်နေတဲ့တောင်ကုန်းပေါ်မှာဆင်းလာနေသည်ခက်လန်းလန်းရေကန်တစ်ခုနားမှဇနီးတယ်နှင့်သမီးလေးစီတုတ်တုတ်သွားနေသည်သမီးကသူ့အမေစီကနေသူ့စီပြေးလာနေသည် သူသည်လက်နှစ်ဖက်ဆန့်တန်းရင်းစီးကြိုလိုက်သည် ထိုခိုက်တန်လေးတွင် သူနိုးလာသည်မောင်မဲတိတ်ဆိတ်နေသည့်အိမ်အပြင်ဘက်တွင်ပဇင်းရင်ခွဲသံများ အဆက်မပြတ်မြည်လျက်ရပောင်းများစွာ ကြာသွားသောအခါနီနာတဝိုင်းမှအိန်းနီးချင်းတို့သူ့အားမတွေ့မမြင်မိတာကိုသတိထားမိလာသည်သူငှားနေသည့်အိမ်တကားသည်အတွင်းမှပိတ်ထားမြဲပိတ်ထားလျက်ရှိသည်ကိုတွေ့ကြသည် တကားကိုခောက်ကြသည်နမီဩခေါ်ကြသည်မိသည့်ထူးတံမှထွက်မလာတော့ရဲများနှင့်ယမိယဖလူကြီးများတကားကိုချိုးဖြတ်ပြီးအိမ်ထဲသို့ရောက်သွားသောအခါသူတကိုရေသုံးဖြစ်စည်းတချို့နှင့်ရေးဆွဲပြီးစပကြီးကားတစ်ချက်ကိုသာတွေ့ရပြီး သူ့ကိုတော့အရေးအယောင်မျှပဲမတွေ့ရတော့နေရန်တွင်ထောင်ထားသည့်ပကြီးကားထဲတွင်တော့သူတို့မိသားစုတွေပြုံးရွှင်ကြည်နူးနေကြသည် သူသည်တောင်ကုန်းပေါ်မှဆင်းလာပြီးသမီးလေးကိုပွေ့ချီတော့အနောက်ဖက်ကောင်းကင်တွင်ငန်းရိုင်းတွေကအုပ်စုဖွဲ့ပြန်တန်းသွားကြလေသည်ကျေးဇူးပါနောက်ထပ်ပိုင်းနေမှာပြန်လည်ဆုံတွေ့ကြမယ်နော်